အားလုံးမင်္ဂလာပါဒီနေ့ကတော့အလေတန်ဘီးတွေနဲ့အသက်ရှင်ပေါင်းထားပြီးတော့အတန်တုံးကခုပါလာတဲ့အခါမှာအတန်ဘယ်လိုထွက်မလဲဆိုတာကိုလေ့လာကြပါမယ်အဲ့တော့အသက်ရှင်တွေမမိကြသေးလားအသက်ရှင်၅ခုရှိပါတယ်ငနမယဝနအသက်မှာဆိုရင်နောက်ထပ်အဆွဲပွားလေးတွေပြန်ရှိပါတယ်နနင်ယယင်း รอเรือรอลิงรอจุฬาဒါလေးတွေပါအလေတန်ဘီးတွေရဲ့အသက်ရှင်ရဲ့အတန်တုံးကားခုရဲ့ပေါင်းလိုက်လို့ရှိရင်ဘလို့တန်ထွက်မလဲကြည့်အောင်ကောအီနောကင်းကင်းအီကင်းကင်းထိုကင်းကင်းတရီကင်းကင်းဇတဝါကင်း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  ီလိုမျိုးထွက်ပါတယ်အဲ့တော့သူနဲ့ပတ်သက်တဲ့စကလုံးလေးတွေကြည့်ကြည့်ရအောင်နော်အလေတန်ပြီးနဲ့အသက်ရှင်နေပေါင်းထားပြီးတော့ဘာတင်ကေတာမှမထည့်ထားတဲ့အချင်းဆိုရင်ကောအီနော်ကင်းစားတယ်ဒေါ်ဥငေါ်ဒึงဆွဲတယ်ဇောအာမောဇာမ်နာချီတယ်အလေတန်ပြီးနဲ့အသက်ရှင်ပေါင်းထားပြီးတော့မိုင်းအိတ်ပါလာရင် low tone အနေနဲ့ထွက်မယ်တော်ဥနော်တွင်မိုက်တွင်နိုးတဲ့ กอนอกอน มาอีกก่อน มาใจมีอเยบออยบอย มาอีกบอย มาจากคณะกอเอง งอเก่งมาอีกเก่งต่อเรไม่โทษเทแม้ falling tone นิ่งเส้นตัวเรอแตนชอเส้นตัวเรอแตนอออนอออนไม่โทษอ้อน ว่าเรกอเอวอแก้วไม่โทษแก้วควะบออานอบานไม่โทษบ้าน เอ็งดอโอโยโดยไม่ถูกด้วยเลเบนะคะไมตรีอเมียนตาไฮทงเนทว่าไหมก็เอียววเกียวไมตรีเกียวพัทกเปียอโอโยโอยไมตรีโอยอเมลีสุรีอเมเด็กตาไม่จะตว่าไรซิง g t o เมียนตาตัวเรอแต่ในเปียวไหมดอเอียววเดียว မိုက်သတဝတီယောခဏဆောင်ပါအဲ့လိုမမင်္ဂလာပါဒီနေ့ကတော့အလေတန်ဖြီးတွေနဲ့တန်တိုတရနဲ့နောက်တစ်ခါအတန်တုံး၅ခုနဲ့ပေါင်းပြီးတော့အတန်ဘယ်လိုထွက်မလဲဆိုတာကိုစက်ကြည့်ကြပါမယ်အဲ့တော့အလေတန်ဖြီးနဲ့တန်တိုတရနဲ့ပေါင်းတဲ့အခါမှာဆိုလို့ရှိရင်ဒီစင်းစာမန်ပေါ့နော်ဒီမစ်ထုံးကမရှိပါဘူးလိုထုံးအနှိမ့်တန်ကနေပဲစရှိပါတယ်ဒီမှာဆိုရင်ကအက အဲ့မှာဆိုအနှိမ့်တန်နဲ့ပဲထွက်ပါတယ်ဒါပေမဲ့အပေါ်မှာ my egg ထည့်မရေးပါဘူးဘာဖြစ်လို့လဲဆိုရင် my egg ကဒီဆလအနားမှာတွင်ဆလအအထဲမှာမြုပ်နေတယ်လို့မှတ်ထားမယ်ပေါ့နော်ကောအကမိုက်ထိုကကောအကမိုက်တရီကကောအကမိုက်ဇတဝကကကကကဒါဆိုရင် ตัวในป่ยพัฒนาสกัลลองเลยจีจีอาพัฒนาอุซองไม้เอกมีอุทาเรอแต่เนี่ยตัวจีแม่จออาจะเล่งแม่จะกินซาแม่ดออุดุเยสเดแล้วก็ว่าจะรอไม้ทู falling tone ชอบเส้นตัวเดียดแต่ในเบียวแม่จออาจะไม้ทูจ้าตัวยืนนี่ได้เช่นนี้มาตรงมาเลยค่ะครับเนี่ยมาอาซาโทเบียวสวัสดีจ้าไทยจ้า ဒီလိုမျိုးပုံစံနဲ့ထုံပါတယ်မိုင်းထရီအမြင့်တန်နဲ့တောအိုတို့မိုင်းထရီတော့စပွဲအဲ့မှာအလေတန်ဘီးရဲ့တန်တူဒရရဲ့မိုင်းချက်တော်ဝါရဲ့ပေါင်းထားတဲ့အခါမှာဒီထိုင်းစကလုံးမရှိအားလုံးမင်္ဂလာပါဒီနေ့ကတော့အလေတန်ဘီးရဲ့တရအစုံရဲ့အသက်တေရဲ့အတန်တုံး၅ခုရဲ့ပေါင်းထားတဲ့ချိန်ကျရင်အတန်ဘယ်လိုထွက်မလဲဆိုတာကိုလေ့လာကြည့်ပါမယ်အဲ့တော့အသက်တေတွေကမမိသေးလား တက်တေကကောအသက်ရှိတဲ့ဒေါ်အသက်ရှိတဲ့ဘောအသက်ရှိတဲ့ပြီးရင်သူရဲ့အဆွဲပွားတွေလည်းရှိပါသေးတယ်အဲ့တော့သူ့ကိုဇလုံးပေါင်းတဲ့နေကတော့သူမှာစင်းစာမန်မစ်ထုံနဲ့ထွက်တဲ့ဟာမရှိပါဘူး my egg နဲ့ထွက်တယ်ဆိုရင်အာကောအဒေါ်ကတ်ဒါပေမဲ့ my egg ထဲမရပါဘူးဘာဖြစ်လို့လဲဆိုရင်အာ my egg ကို dotic ထဲမှာအသက်တည်ထဲမှာမြုပ်ထားလို့ပါအဲ့တော့ကောအဒေါ်ကတ် ไม้ถกกาด กออะดอกัดไม้ตรีกาด กออะดอกัดไม้จตวากาด กาด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 ส่วนนี้ตัวในปัตตาัยสกลองในริชยาวแล้วปัจจายสองไม้เอกโลโทนอันนี้ตัวนี่ย ตัวเรสกลองส่วนนี้ตออะดอตัดเพียเดเนียเดออออกออกทวเดปออากอปาก ပါစပေါ်အကဘပြောတယ်မိုက်ထို falling tone ရှော့စင်းသွားတဲ့အတန်နဲ့ပြောမယ်ကောအာပေါ်ကာပ်မိုက်ထိုကာပ်သူကဘဲအတန်ပေါ့နော်ကာပ်ကာပ်ကာပ်ဒီမိုက်ထိုနဲ့ဆိုလို့ရှိရင်သူကဒီတရိတ်ဆန်လေးတွေရဲ့အတန်ကိုမိတန်ဆွဲပြီးပြောတဲ့ဟာမျိုးမှာပဲရှိပါတယ်မိုက်ထရီလည်းအတူတူပါပဲမိုက်ထရီအမြင့်တန်ဟိုက်ထိုနဲ့ဆိုရင် all odor wood မိုင်းတရီအူဒ်ဝရဲ့အော်တန်ပါအူဒ်အူဒ်အူဒ်ဒီလိုမျိုးပါပြီးတော့မိုင်းချတဝါ rising tone မြင့်တက်သွားတဲ့အတန်နဲ့ထိုင်းစကလုံးမရှိပါဘူး